ော်လန်နေသစ်ပါခင်ဗျာကျွန်တော်တို့2025ရဲ့နှစ်ကုန်ပိုင်းကိုဒီဖြည်းဖြည်းနဲ့ရောက်ရှိလာပါပြီမိုးအကုံစောင်းအကူပွင့်လင်းရာသီကိုရောက်လာပြီဆိုတာနဲ့မျှဒေါ်လန်ပြည်သူလူထုတွေကျွန်တော်တို့အားလုံးမျှော်တလင့်လင့်ဖြစ်နေရတဲ့အကြောင်းအရာတစ်ခုကစိတ်ထဲမှာရှိနေပါတယ်ဒါကဘာလဲဆိုလို့ရှိရင်အထွေထွေထိုးစစ်ကြီးပါအမေသားညွန့်ရဲဆိုရကဂျင်ညာထားတဲ့တနိုင်ငံလုံးအတိုင်းတာနဲ့တပြိုင်နက်သေးတိုက်ခိုက်ကြမယ်ဆိုတဲ့အထွေထွေ ထိုးစစ်ကြီးဖြစ်ပါတယ်အဲ့တော့ဒေါ်လာရင်းမှာတော့လှိုင်းနေအနေမြင့်နေရှိကြပါတယ်2025ခုနှစ်ကုန်ပိုင်းဒီလပိုင်းနေမှာတော့ဒေါ်လာရင်းကအနေမိုင်းကိုနည်းနည်းရောက်နေတယ်လို့ကျွန်တော်တို့ပကတိအခြေအနေနဲ့သုံးသပ်ရမှာပါအဲ့တော့ဘာကြောင့်အနေမိုင်းကိုရောက်လဲဆိုလို့ရှိရင်အညာကိုပစ်ထားခဲ့တဲ့မဟာဗျူဟာအမှားအတွက်ပြစ်ဆက်ရခြင်းဖြစ်တယ်အညာသားတွေကိုပစ်ထားခဲ့ကြတဲ့အတွက် ဖြစ်တယ်ဆိုပြီးအညာတီယံဆိုတဲ့ page ကနေပြီးတော့သုံးသက် ရေးသားထားပါတယ်ဒီသုံးသက်ချက်ကအင်တာမတင့်လျော်တဲ့သုံးသက်ချက်ပါအပြည့်စုံကိုဒီနေ့မှာကျွန်တော်ဆွေးနွေးကြတာပါပြည်သူလူထုနဲ့အတူတူမျှဝေကြတာဖြစ်ပါတယ်အဲ့တော့သူရေးထားတဲ့အကြောင်းအရာတချို့ကိုဖတ်ပြရင်းနဲ့ကျွန်တော်တို့အမြင်တွေကိုဆွေးနွေးကြည့်အောင်ပါအရေးကြီးတဲ့အကြောင်းအရာဖြစ်ပါတယ်လိုင်းရဲ့သဘောကတော်လိုင်းရေးမှာလည်းရှိပါရဲ့အနှိမ့်အမြင့်ပေါ့ နေပြည်တော်စစ်တပ်ကမြို့တချို့ပြန်သိမ်းတာစီးရဲနိုင်ငံရေးကြီးမားတဲ့အလှည့်ပြောင်းဖြစ်နိုင်ကြအလွန်နှဲပေမဲ့လော်ဘီမှာတော့မုန်းမွန်နေမှာတဘာဝပါပဲ2025မှာအနိုင်လှိုင်းဘက်တနည်းအားဖြင့်တော်လိုင်းရေးဘက်ကအကြဘက်ကိုရောက်တယ်ဆိုရင်အဲ့ဒါ2021ကနေ2024ခုနှစ်အထိအညာကိုပြစ်ထားခဲ့ခြင်းမဟာဗျူဟာအမှအတွက်တရံတန်ကြီးပြန်ပြီးတော့ပေးဆက်နေရတာဖြစ်တယ်လို့ကျွန်တော်ပြောပါမယ် ဒိုင်းသားဒေသတွေမှာစီရေးစုဖွဲ့ပြီးမှအညာကိုခြေချမယ်ဆိုတဲ့ဗျူဟာကအလုံးမဖြစ်ကြောင်းခက်မြန်မြန်တင်ယူဖို့ပြက်ကွက်ခဲ့ပါတယ်။အညာမှာဓားတွေတူမီတွေနဲ့အာနာသိစစ်တပ်ကိုပြန်ချနေတဲ့တော်လိုင်းရေးလိုင်းကြီးကတဟုံဟုံတောက်လောင်နေခဲ့တဲ့2021ကနေတက်သွညာနှစ်ခွန်ကာလများစီအထိမှာအစုံပြားနယ်တွေမှာတော့လက်ကျင့်တိဆောက်နေုံမျှနဲ့မလုံလောက်ပါဘူး။အညာမှာရှိနေတဲ့ပျောက်ကြားစစ်အစုစုလေးတွေကိုမဟာဗျူဟာမြောက်စုဖွဲ့ ခင်းကျင်းဖို့မြေသားညူရဲ့အစိုးရကကြာရှုံးခဲ့ပါတယ်ရိုးရိုးလေးနားလည်အောင် ပြောရင်အညာသားတွေနဲ့အတူတူရှိနေဖို့ပြက်ကွက်ခဲ့တယ်လို့ပြောရမယ်အတူတူရှိမနေပဲယုံကြည်မှုတည်ဆောက်လို့မရပါဘူးယုံကြည်မှုမရှိပဲကြံနာဆက်လုပ်ဖို့ခက်ပါတယ်အင်မတန်ကောင်းတဲ့သုံးသက်ချက်ပါအဲ့တော့ကျွန်တော်တို့လူသဘာဝအရာ ောင်းတဲ့စကားတွေပြောမယ်ချီးကျူးကြမယ်ကျွန်တော်ကိုယ်တိုင်တည်ပင်လျင်ဩဝေယံမင်းသုံးသက်ချက်လေးတွေကောင်းလိုက်တာကွာပညာသားပါလိုက်တာအဲ့ဒီမှတ်ချက်မျိုးကိုကျွန်တော်သဘောကျတာဒီကောင်ဘာနာခံတလုံးမှနားမလည်ဘဲနဲ့ထင်ရမြရတွေစွပြောနေတယ်ဒီကောင်ဘယ်ရကောင်မှမသိဘူးဘလို့မျိုးပေါ်လာမှမသိဘဲနဲ့ဒါတွေကိုဟိုလေကြီးလေကျင်နဲ့ပြောနေရဆိုရင်မှတ်ချက်မျိုးဆိုရင်တော့ကျွန်တော်ညာနှုံးပြည့်ဘလို့သဘောကျနိုင်ပါမလဲဒါပေမဲ့ ကျွန်တော်တို့ကလက်ခုပ်တန်နေနဲ့တင်ကျင်းနဲ့နေလို့မရပါဘူးအားလုံးကမြို့သားညီရဲဆွေရဲ့ NUG ကိုအများစုပြည်သူလူထုကြီးကထောက်ခံကြတယ်အများစုကတော်လန်ยีတက်ဦးအဖြစ်နဲ့လက်ခံကြတယ်ဆိုတာထူ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 ထပ်ပြီးတော့ပြောပြရမလို့ပါဘူးဒါပေမဲ့မြန်မာညီရွေးဆွေးရနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးတည်တည်တတ်တတ်နဲ့စနစ်တကျထောက်ပြဝေဖန်မှုတွေကိုလည်းကျွန်တော်တို့ကလက်ခံရမှာဖြစ်တယ်အဲတော့ကိုထောက်ခံတဲ့အစုဖွဲ့ကိုနည်းနည်းလေ ဝေဖန်လိုက်တာနည်းနည်းလေးပြောလိုက်တာနဲ့ NUG မရှိတော့ရင် NUG သာဖျို့ဖျဲဖြစ်နေကျန်တဲ့သူတွေကဟိုစစ်တပ်အုံနှုံးလို့ပဲတပုံတွေဓမြတွေဘာတွေတာတာဖြစ်သွားမယ် NUG ကိုတော့တခွန်းတပါဒမြမဝေဖန်နဲ့ဆိုတဲ့လက်ခုတ်တံမျိုးတစ်ဖက်ဆောင်းနေထောက်ခံမှုမျိုးကလည်းကျွန်တော်တို့ NUG ကိုအပြည့်အဝယုံကြည်ထောက်ခံရမရောက်ပါဘူးဘာကြောင့်လဲဆိုတော့နွန်နေကိုစွဲနှစ်နေရရောက်ပါလိမ့်မယ်ဒါကြောင့်မလို့ကျွန်တော်တို့ကတော့ ပြောတရားဝေဖန်သုံးသက်စရာရှိတာတွေကိုလည်းဝေဖန်သုံးသက်ထောက်ပြရမှာပါအဲ့တော့အခုစာသားလို့ပါပဲဒီလိုမျိုးတော်လန်ရေးကအခု2025နှစ်ကုန်ပိုင်းမှာအကြဘက်ကိုရောက်ရှိနေခြင်းဟာမြန်မာညွေဆိုရအနေနဲ့အညာသားတွေနဲ့အတူတူရှိနေဖို့ပြက်ကွက်ခဲ့တဲ့အတွက်ဖြစ်တယ်အတူရှိမနေပဲယုံကြည်မှုတိဆောက်လို့မရပါဘူးဆိုတော့မှတ်ချက်ကအင်မတန်မှမှန်ကန်တဲ့မှတ်ချက်ဖြစ်ပါတယ် အဲ့တော့အတူရှိနေဖို့ပြက်ကွက်ခဲ့တယ်ဆိုတဲ့နေရာမှာတန်တမန်ရေးအရာနိုင်ငံတကာနဲ့ထိတွေ့ဆက်ဆံပြီးတော့တန်တမန်တွေကိုအားကိုးရတဲ့ပြင်ပထိတွေ့ဆက်ဆံရေးတွေအများကြီးလုပ်ရတဲ့ကဏ္ဍတွေရှိပါတယ်အဲ့ဒါတွေကကျွန်တော်တို့အဲလုပ်ရမယ်အလုပ်တွေပါပဲနောက်တစ်ခါတိုင်းသားလက်နက်ကိုင်နေစီမာ စုဖွဲ့ပြင်ဆင်တိစောက်မှုတွေအဲ့ဒီမှာတင်ယူမှုတွေအတူတူ ဗျူဟာမြောက်ဥပပေါင်းဆောင်ရွက်မှုတွေလုပ်ရမှာလဲအမှန်ကန်ပါပဲဒါပေမဲ့အဲ့လိုမျိုးအဲ့လိုမျိုး အရာတွေကိုပဲရာနှုံးပြည့်အသားပေးနေုံနဲ့တော့အခုသုံးသက်ထားသလိုမျိုးပဲအညာသားတွေကိုပြစ်ထားခဲ့မိသလိုဖြစ်တဲ့အခါတန်ရာတန်ကြီးပေးဆက်ရတဲ့ဒေါ်လန်ရေးရဲ့အကြဘက်ကိုရောက်ရှိခြင်းဖြစ်တယ်ဆိုတာကတော့ကျွန်တော်တို့လက်မခံခြင်းလဲလက်ခံရမယ်သုံးသက်ချက်ပါအဲဒီသုံးသက်ချက်လေးကိုကျွန်တော်တို့ဆက်ပြီးတော့နည်းနည်းကြည့်အောင်ပါ ဘဏ္ဍာရေးမှာအညာဒေသနဲ့ပတ်သက်လို့မြို့သားညွေဆိုးရကနှစ်ခုကြာရှုံးပါတယ်ဘဏ္ဍာငွေခွဲဝေတဲ့အခါမှာတိုင်းသားတက်တွေကိုမျက်နှာသာပူပေးခဲ့ပြီးတော့အညာသားတက်တွေကိုချွေးသိမ့်တလောက်နဲ့သာလစ်လူရှူထားခဲ့တာပါပညာရေးကျမ်းမာရေးစစ်ဆောင်ကူအရေးအမျိုးသမီးရေးစတဲ့အရေးတွေအတွက်အညာတွက်ရမုံငွေခွဲတန်းကဘာမှမမေ့ရရရှိမနေခဲ့ပါဘူးဒုတိယကြာရှုံးမှုကြီးကအညာကအကောက်ခွန်နဲ့ တင်ဟန်ဇာတာကိစ္စတွေမှာဗဏ္ဍငွေကိုစနစ်တကျရှာဖွေစီမံခန့်ခွဲဖို့ကိုတင်ထွန်းနိုင်တို့ဝန်ကြီးဌာနကပြက်ကွက်ခဲ့ပါတယ်ပြီးခဲ့တဲ့ကာလတစ်လျှောက်လုံးဝန်ကြီးတို့ရဲ့ဗဏ္ဍငွေရှာဖွေတဲ့ကမ်ပိန်းတွေကိုပြန်ကြည့်ရင်ပြည်ပနဲ့အွန်လိုင်းကိုသာကြုံးမိထားတာတွေ့ရပါလိမ့်မယ်အဲ့ဒီအချိန်မှာအညာကိုမဟာဗျူဟာမြောက်ဗဏ္ဍငွေဖြည့်တင်းရေးကိစ္စလစ်လူရှူထားခဲ့ကြတာပါအဲ့တော့အပေါ်မှာအချက်နှစ်ချက်တွေ့ရတယ်ဗဏ္ဍငွေခွဲဝေတဲ့အခါမှာ တိုင်းသားနေပြည်တော်ကိုပို့ပြီးတော့မျက်နှာသာပေးခဲ့တယ်ဆိုတဲ့အချက်ပါအဲ့တော့ကျွန်တော်ကျွန်တော်တို့သိထားတဲ့ဟိုကြားထားတဲ့အချက်လက်တွေသတင်းမီဒီယာတွေပေါ်မှာမထုတ်ပြန်တဲ့အချက်လက်တွေရလဲဒါကမှန်တကယ်ပါပဲပုံအောတဲ့နေရာမှာအညာကိုပုံအောခဲ့တာမဟုတ်ပါဘူးဗဏ္ဍာငွေခွဲနှန်းနေမှာတိုင်းသားလက်နက်ကိုင်နေမီအစုဖွဲ့တွေရှိတဲ့နေရာမှာပို့ပြီးတော့အလေးတာပြီးတော့ခွဲဝေခဲ့ကြတဲ့အချက်လက်အသေးစိတ်တွေရှိပါတယ်ရှိပါတယ်ဆိုတာ ဲ့လိုမျိုးအတွင်းကြကြသိတဲ့သူတွေကပြောဆိုဆွေးနွေးတာကိုကျွန်တော်တို့နားနဲ့ဆက်ဆက်မျက်နှာချင်းဆိုင်ကြားခဲ့ရတာမျိုးပါဒါကတော့အပြင်မှာထုတ်ပြန်တဲ့ထုတ်ပြန်ချက်တွေတော့မဟုတ်ပါဘူးအဲ့တော့နောက်တစ်ခုကအညာမှာကျွန်တော်တို့ဘဏ္ဍာငွေရှာဖွေရေးကိစ္စတွေတယံသာတကိစ္စတွေအကောက်ခွန်ကိစ္စတွေကိုစနစ်တကျရှာဖွေမှုစီမံခန့်ခွဲမှုတွေညံပြင်းခဲ့တယ်ဆိုတဲ့အကြောင်းပါအဲ့တော့ ါကလည်းအမှန်တရားပါပဲအညာမှာအောက်ခွန်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ခုနောက်ပိုင်းမှာအခွန်ကောက်တဲ့ကိစ္စကိစ္စတွေ water gate ကိစ္စတွေအဲအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဟူးလေးတကြောတော်တော်လေးကိုရှုပ်ရှုပ်ထွေးထွေးဖြစ်ရပါတယ်စီမံမှုညံပြမှုတွေပေါ်လွင်လာတဲ့ဟာတွေအများကြီးတွေ့ရပါတယ်တချို့ဖွဲ့တွေဆိုရင်ဖန်စီထိမ့်သိမ်းအရေးယူရတဲ့အထိဖြစ်ရပါတယ်ဘာပဲဖြစ်ဖြစ်အဲ့ဒီအခွန်ငွေတွေဆိုတာကပြည်သူလူထုရဲ့ ချွေးနှဲစာတွေဖြစ်တယ်။တနည်းအားဖြင့်အညာမှာစစ်တမ်းကိုခံနေရတဲ့ပြည်သူလူထုရဲ့တကယ်ချွေးသီးချွေးပေါက်တွေဖြစ်တယ်။တချို့စီပွားရေးလုပ်ငန်းသမားတွေရဲ့စီကံနေကောက်တဲ့အခွင့်အရေးပါတယ်လို့ water gate ထားလမ်းမှာ water ထားပြီဆိုရင်တော့အဲ့ဒီလမ်းကိုဖျက်ရတဲ့လူမှန်သမီးကအဲ့ဒီမှာအခွန်ဆောင်ရတဲ့ကိစ္စရှိနေတာပါ။ဒါကြောင့်မလို့ပြည်သူလူထုလည်းမလွတ်ပါဘူးကြုံးမွဲလူရန်သာပြည်သူလူထုလည်းအခွန်ပေးဆောင်ရတဲ့အထက်မှာမလွတ်ခဲ့ပါဘူး ဒါကြောင့်မလို့ဒီရရှိတဲ့အခွန်ငွေတွေကပြည်သူလူထုရဲ့ချွေးနှဲစာတွေလည်းပါဝင်နေဆိုတဲ့ဟာကိုဒီနေရာမှာကျွန်တော်တို့ပြက်ပြက်သားသားသိမြင်ခန်းစားရပါမယ်။ဒါတွေကိုစီမံခန့်ခွဲမှုညံဖြင်းခဲ့ကြပါတယ်။စီမံခန့်ခွဲမှုတွေလွဲခဲ့ကြပါတယ်။ဒါကြောင့်မလို့အညာမှာတပ်ဖွဲ့အချင်းချင်းပါကဖတွေပါဖတွေပါလာဖတွေ PDF တွေဒီလိုမျိုးအဖွဲ့ချင်းချင်းကြားမှာဒီကိစ္စတွေအကြောင်းသွေးကွဲခဲ့ရတာတွေလည်းရှိသလို စီမံခန့်ခွဲမှုညံဖြင်းမှုတွေကြောင့်ကျွန်တော်ဆွမ်းနာပြောခဲ့ရတဲ့ပြန်ပြီးတော့ဖန်းစီထိမ့်သိမ်းရတဲ့ကိစ္စတွေအထိပါဟိုးလေးတကျော်ဖြစ်ခဲ့ရပါတယ်။အဲ့တော့ဒါကသတင်းတွေတဲ့တင်ကြားသိရတဲ့အချက်လားဆိုတော့မဟုတ်ပါဘူး။ကျွန်တော်တို့ကသတင်းသမားဖြစ်တဲ့အတွက်ပြည်သူလူထုနဲ့စကားပြောဆိုသတင်းလိုက်နားထောင်ရတဲ့အချင်းအရေးအတွက်တွေများပါပြီ။အဲ့ဒီအချင်းအရေးအတွက်တွေများစွာတဲ့မှာလဲဒါလိုမျိုးအခွန်ကိစ္စနဲ့ပတ်သက်ရင်ပြည်သူလူထုကိုယ်တိုင်ကကိုစိတ်အချင်းပေါက်ခါတီးမှုတွေ များစွာရင်ဖွင့်လာတာကိုကျွန်တော်တို့နားထောင်ပေးရပါတယ်သိရှိခဲ့ရပါတယ်ဒါကအခွန်နဲ့ဗဏ္ဍငွေကိစ္စတွေမှာစီမံခန့်ခွဲဖို့ညံဖြင်းခဲ့တဲ့အကြောင်းအရာပါအဲ့တော့လက်နက်တပ်သင်ရေးအတွက်အညာသားတွေကိုဗဟိုပြုပြီးတော့စဉ်းစားတာမျိုး မတွေ့ခဲ့ရပါဘူးသို့တော့ယင်းအရေးအတွက်ကဆလို့တက်ဒုနဲ့ပတ်သက်လို့တော့အညာသားတွေကိုပဲထုတ်ထုတ်ပြသွားတယ် အညာသာတက်တီအတွက်လက်နက်ခဲရန်ဝယ်ယူဖို့ဆိုရင်စစ်တပ်ရဲ့ဂျားပြက်လမ်းကြောင်းတွေကိုရှောင်တင်းရတယ်လို့အမျိုးသားညွေဆွေရရဲ့ဂျားပြက်ဖမ်းဆီးနိုင်တဲ့လမ်းကြောင်းတွေကိုလည်းရှောင်တင်းရပါတယ်။အညာသာတက်တွေအဖို့တော့ကိုယ်တိုင်ဝယ်ဖို့လည်းခက်တယ်လို့အမျိုးသားညွေအဆွေရကလည်းပြီးနိုင်တယ်လို့မပြီးပြန်ပါဘူး။အဲတော့အင်တာဗျူးတွေမှာလည်း PDF ခေါင်းဆောင်တွေကိုယ်တိုင်တက်ဖွဲ့ခေါင်းဆောင်တွေကိုယ်တိုင်ပြောခဲ့ပါတယ်။ကျွန်တော်တို့တက်ကိုတော့ အခုလင်းနေတာကာလအတွင်းတက်ကတော့ရင်းဖွဲ့စည်းပုံရလူဝင်အားအရေအတွက်အကုန်လုံးပြင့်မိတယ်ဒါပေမဲ့လက်နက်ချပေးတာက25လက်ပဲရှိသေးတယ်ဒီထဲမှာမှတကယ်တိုက်ပွဲဝင်လို့ရတဲ့အလက်က15လက် ကြော်ကြော်လောက်ပဲရှိတယ်ဆိုတော့စကားသံမျိုးတွေအင်တာဗျူးအဖြစ်မျိုးတွေကျွန်တော်တို့တောက်လျှောက်တွေ့မြင်ရမှာပါဒါကတကယ် PD ရဲ့တက်ဖွဲ့တွေရဲ့ခေါင်းဆောင်တွေကိုယ်တိုင် ပြောခဲ့တဲ့စကားလုံးတွေပါဒီသုံးသက်ချက်ကလည်းကျွန်တော်တို့မားတယ်လို့ညင်မရတဲ့သုံးသက်ချက်ဖြစ်ပါတယ် လက်နက်တပ်ဆင်ရေးမှာအညာသားတွေကိုဗိုလ်ပြုတ်ပြီးတော့စဉ်းစားတာမျိုးမရှိခဲ့တဲ့အခြေအနေမှန်ပါအဲ့တော့နိုင်ငံတကာဆက်ဆံရေးမဟာမိတ်ဆက်ဆံရေးနဲ့ပတ်သက်လို့အညာသားတွေကိုထဲ့ကို မစဉ်းစားခဲ့တာပါမဆင်မောင်တို့ရဲ့နိုင်ငံရေးဌာနကတိုင်းသားတွေနဲ့မျက်နှာမပြတ်ရင်အဆင်ပြေရင်လုံလောက်ပြီလို့တပ်ပုံရပါတယ်။အညာသားတွေကိုတော့ဘယ်တော့မှထက်မတွက်ခဲ့ပါဘူး။တိုင်းသားတပ်တွေရဲ့အနာဂတ်နိုင်ငံတော်ဆိုင်ရာ ကိစ္စတွေ နိုင်ငံခြားတန်တမာဆိုင်ရာကိစ္စတွေကိုအတူတူပြောဆိုရလို့မသိမှာလို့နှိမ့်ချကြပေမဲ့အညာသားရဲ့ပဂရိအမှန်တရားကိုထက်တွက်ဖို့ပြက်ကွက်ခဲ့တာမှန်မယ်ဒီတော့ဒါလောက်ပဲပြောပြတာတင့်တော်ပါတယ်ဆိုပြီးတော့အညာတီယံရဲ့အညာနဲ့ပတ်သက်ပြီးတော့သုံးသက်ချက်ပါအင်မတန်သဘောကျတဲ့အတွက်သူသုံးသက်ချက်ကိုအမိပြုပြီးတော့ကျွန်တော်ထပ်ပြီးတော့ဆွေးနွေးတင်ဆက်သုံးသက်ရခြင်းဖြစ်ပါတယ်အဲ့တော့မနေ့ကပဲအညာက တိတိကျကျဆိုလို့ရှိရင်ဒီဒဇယ်ဘက်ကပေါ့ဒဇယ်ဘက်က local pdf ပေါ့ဗျာ mod လက်အောက်မှာမရှိဘူး local အနေနဲ့ရည်တည်ကြတဲ့အဖွဲ့တွေလည်းညမှာအဲကျွန်တော်တို့စစ်တမ်းပြုမယ်ဆိုလို့ရှိရင်ရာခနန်းထီတောင်အဲရှီကောင်ရှိနိုင်ပါတယ်အဲ့တော့အဲ့ဒီအဖွဲ့တွေရဲ့အခက်ခဲအကျက်တဲကြီးမားတဲ့ကာလတခုကိုရောက်ရှိနေပြီဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အဲမျက်မြင်ကိုတွေ့တွေ့လိုက်ရတယ်နားထောင်လိုက်ရတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီနောက်ပိုင်းမှာ တက်တည်ပြန်ကျဲနေတာအလုံးစုဖွဲ့ပြီးတော့စုပေါင်းပြီးတော့တပေါင်းစုအနေနဲ့တိုက်ကြဖို့ဆိုတာအလုံးကတိုက်တွန်းကြသလိုအဲစေနိုင်ငံရေးလေလာရေးတုံးသက်သူတွေကလည်းတိုက်တွန်းကြသလိုပြည်သူလူထုရဲ့သဘောထားကလည်းအလုံးပေါင်းစည်းပြီးတော့ထင်းစည်းလို့စုစုစည်းနဲ့တိုက်ဖို့ဆန္ဒရှိကြတယ်အဲဒီဆန္ဒကိုလည်းတိုက်တွန်းကြတယ်ဒါပေမဲ့ပကတိအခြေအနေမှန်ကမနေ့ကတပ်ဖွဲ့တစ်ခုရဲ့ခေါင်းဆောင်ပြောပြတာဆိုရင်ကျွန်တော်တို့ကတပေါင်းစုအနေနဲ့စုပြီးတော့တိုက်ဖို့အတွက်လဲဝင်မလေးဘူး တိတ်ပြီးတော့မာနာတွေအာဃာတတွေအရင်ကြီးကြီးမနေလို့မဟုတ်ဘူးတပေါင်းစုအနေနဲ့စုပြီးတော့တိုက်ဖို့ဝင်လေးနေတာမဟုတ်ဘူးဒါပေမဲ့အဲ့လိုမျိုးတိုက်တဲ့အခါမှာဒဏ်ရာတွေရပြီးစေကုသရပြီးဆိုလို့ရှိရင်ကိုယ်တိုင်ကိုယ်မှာရှိတဲ့လက်နက်ခဲယမ်းတော်ပြန်ရောင်းချပြီးတော့ကုသရတယ်ဒါပေမဲ့အပေါ်ကဘီဖာဖော်ဆောင်တဲ့သူတွေကနေပြီးတော့တာဝန်ယူမှုတာဝန်ခံမှုတွေကရော့ရဲနေတယ်ဒါမျိုးတွေများလာတဲ့အခါမှာဘလို့ယုံကြည်မှုနဲ့ကျွန်တော်တို့ကပူပေါင်းပြီးတော့တိုက်ကြရမလဲဆိုတော့ ဒီလိုမျိုးအချက်လက်တွေကိုလည်းကျွန်တော်တို့တွေ့မြင်ရတယ်အဲ့တော့တခြားအခြေခံအကြောင်းအရာတွေလည်းအများကြီးရှိနေပါတယ်ပေါင်းစည်းလို့လုံးဝပေါင်းစည်းလို့မရနေသေးတဲ့အခြေခံအကြောင်းတရားတွေလည်းအများကြီးရှိနေနိုင်ပါသေးတယ်ဒါပေမဲ့ခုနပြောတဲ့အတူတူတော့ပူးတွဲပြီးတော့တိုက်ခဲ့တဲ့တိုက်ပွဲတွေလည်းအများကြီးရှိတယ်ဒါပေမဲ့ဖြစ်လာတဲ့အဖိတ်စင်တွေဖြစ်လာတဲ့ကိစ္စတွေမှာတော့အပေါ်ပိုင်းကဘ ிய ူဟာကိုင်းတဲ့သူတွေအပေါ်ပိုင်းကစည်စီမံဆောင်ရွက်တဲ့သူတွေကတာဝန်ယူမှုတာဝန်ခံမှု အပြစ်မပေးနိုင်ဘူးတာဝန်ခံမပေးနိုင်ဘူးဒါတွေကို တာဝန်ယူမပေးနိုင်တဲ့ခါကျတော့ကျွန်တော်တို့တွေအဲလောက်ကန်ရခတ်တယ်ဆိုတော့အကြောင်းအရာမျိုးတွေပါအဲ့တော့ဒီကိစ္စတွေလဲတော်တော်လေးတော့ဆွေးဆွေးနွေးနွေးနဲ့ဟိုအားတစ်ခုဖြစ်အောင်ဆွေးနွေးကြဖို့တိုက်တွန်းခြင်းနဲ့ကျွန်တော်တို့ကဒီလိုပဲတိုက်တွန်းလို့ရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကာယကံရှင်တွေမြေပြင်မှာရှိတဲ့ကာယကံရှင်ခေါင်းဆောင်တွေကိုယ်တိုင်မျက်နာစုံကြည့်စကားတွေခေါက်ခေါက်ခါခါပြောယုံကြည်မှုတွေခေါက်ခေါက်ခါခါ တိဆောက်ကြမှာအဆင်ပြေမှာဖြစ်တယ်အဲ့တော့ဟိုဆရာသမားတွေတုံ့သက်တယ်လို့မျိုးပါပဲအဒီကာလမှာကျွန်တော်တို့အာဂါဒတွေအညိုးတွေအမားတွေအလွဲတွေတယောက်ပေါ်တယောက်ဖောင်းခဲ့တာတွေခက်စကားနေဆိုလို့ရှိရင်ဖောင်းခဲ့တာတွေမှားခဲ့တာတွေကိုခဏဘေးနားလေးမှာချထားအောင်ခဏလေးကန့်ထားအောင်ဒီချိန်မှာအတူတူပေါင်းမှာကိုဖြစ်တော်မယ်ခြင်းတွေဖြစ်တဲ့အတွက်အဲ့ဒီလမ်းကြောင်းကိုပဲ dialogue တွေဆွေးနွေးမှုတွေနဲ့အရင်ဆုံးရအောင် ဆောင်ရွက်ရပါမယ်မဟုတ်ရင်တော့ဆရာဦးသိမ်းမြတ်သုံးသက်တယ်လို့မျိုးပါပဲပေါ့မလားတဖွဲ့တယ်အသေးခံပါလားပေါ့မလားအသေးခံမလားဆိုတော့ဒီနှစ်လမ်းမှာတလမ်းကိုတော့မဖြစ်မနေရွေးရပါတော့မယ်ပွင်လင်းရာဒီကိုရောက်ရှိလာပြီးဖြစ်တဲ့အတွက်မာလာတို့ရဲ့ထိုးစစ်တွေကလည်းအလဲပိုင်းတောင်ပိုင်းမြောက်ပိုင်းဂရင်းဒီဒေတာအစုံမှာပြင်းပြင်းထန်ထန်ကိုရှိလာတာဖြစ်တဲ့နည်းပညာတွေလည်းပြင်းပြင်းထန်ထန်ကိုအရှိန်ဟုန်နဲ့မြင့်တက်လာတာဖြစ်တဲ့အတွက် ဒေါ်လန်ရေးရဲ့လှိုင်းအမြင့်ကိုပြန်ရောက်ဖို့ဆိုရင်နီလန်ကတော့အများကြီးမရှိပါဘူးအားလုံးကတပ်ပေါင်းစုအသွင်တံတန်းနဲ့ဘလောက်ထိအာဂါဒတွေအညိုးတွေကိုဘေးနားမှာခွာချပြီးတော့နှလုံးသားကြီးကြီးနဲ့အုံနောက်ကြီးကြီးနဲ့စကားပြောကြမလဲပေါင်းစည်းကြမလဲဆိုတော့ကျွန်တော်တို့မှာဆွဲကင်စရာမြတ်ပင်တစ်ခုပဲရှိပါတယ်နီးပညာတွေလည်းကျွန်တော်တို့ကြော်တက်ဖို့ ီမာလာတွေကိုမာလာတို့ကြော်တက်ဖို့ဆိုတာလောလောလတ်လတ်ချင်းနေမှာမလွယ်ကူပါဘူးလက်နဲ့ခဲရန်အသာစီးရဖို့ဆိုတာမလွယ်ကူပါဘူးအဲ့တော့ကျွန်တော်တို့မှာရှိတဲ့ဆွဲကင်စရာကဒေါ်လာရေးကိုအောင်မြင်အောင်ကျွန်တော်တို့ယုံကြည်ချက်တန်ဓိဋ္ဌံစိတ်ဓာတ်တွေဆိုတဲ့ဆွဲကင်စရာရဲ့နောက်တစ်ခုကတော့ခုနပြောတဲ့အာဃာတတွေကိုခွာချပြီးတော့ပေါင်းစည်းညီညွတ်ချင်းဆိုတဲ့ဆွဲကင်စရာ ဒီနှစ်ခုပဲရှိပါတယ်စိတ်တည်းရဲ့စုဖွဲ့မှုကောင်းဖို့ရဲ့တနည်းအားဖြင့်ဆိုလို့ရှိရင်ညီညွတ်ဖို့ရဲ့ဒီဟာပဲကျွန်တော်တို့မှာတကယ်ဟိုတန်ချက်ကြီးလို့ခိုင်ခိုင်မာမာရှိနေတာဗဒါကိုမစွဲကင်နိုင်မှုဆိုရင်တော့ကျွန်တော်တို့ဒေါ်လာရေးလှိုင်းအမြင့်ကိုပြန်တက်ဖို့ကခက်ပါဦးမယ်အဲ့တော့ဆွေးနွေးသုံးသပ်တာလဲအဲအချိန်လေးနည်းနည်းကြာသွားပြီဆိုတော့ဒီလောက်ပါပဲအဲ့တော့ကျွန်တော်ကတော့ အညာတီယံ page ကနေပြီးတော့အခုရေးသားဆွေးနွေးလာတာကိုထက်ဆင့်ကျွန်တော်မြင်တဲ့အပြင်သတင်းသမားအနေနဲ့ထီးတွေ့နားထောင်ခဲ့တဲ့ပြည်သူလူထုရဲ့အတန်အဲတပ်ဖွဲ့ကြီးခေါင်းဆောင်တွေရဲ့အတန်တွေနဲ့ပေါင်းဆက်ပြီးတော့ဒီကနေ့မှာဒီဆွေးနွေးသုံးသက်ချက်ကိုပြောဆိုခြင်းဖြစ်ပါတယ်ကျွန်တော်ဆရာဆရာဦးသိမ့်မြတ်ပြောခဲ့တယ်လို့မျိုးပါပဲခေတ်ဒီဒီဘက်မှာဒီဘက်ခေတ်သတင်းသမားတွေကပြည်သူလူထုစီကိုသတင်းချက်လက်တွေကို deliver ပေးပို့နေုံနဲ့သတင်းတွေကို တဏျာနေတဏျာနေပြီးတည်ပြီးတော့ပြေးပို့နေုံနဲ့ကျွန်တော်တို့တောင်းဝင်မပြီးဆုံးပါဘူးသုံးသပ်မှုတွေဆွေးနွေးမှုတွေဘာတွေဖြစ်လာနိုင်တယ်ဘယ်လိုမျိုးသဘောတရားရှိတယ်ဆိုတော့သုံးသက်ချက်တွေကိုပါလူလူနဲ့အတူတူလူလူစီကိုတင်းစကားပြေးပို့ရမယ်တောင်းဝင်တစ်ခုခစ်သစ် channelism ခစ်သစ်တင်းသမားတွေမှာတောင်းဝင်တရက်နေနဲ့ရှိတယ်ဆိုတော့စကားကိုလက်ကင်ထားပြီးတော့ကျွန်တော်ရဲ့ညံစွမ်းမိသမျှတက်စွမ်းသမျှကျွန်တော်သုံးသက်နိုင်သမျှကို အလင်းသိင်သိတယ်လို့လာရောက်ပြီးတော့သုံးသက်တင်ပြဆွေးနွေးရခြင်းဖြစ်ပါတယ်ပြည်သူလူထုရဲ့အမြင်သုံးသက်ချက်တွေကိုလည်းဒီနေရာမှာလိုချင်ပါတယ်အဲ့တော့လက်ခုပ်တန်တွေကျွန်တော်ရဲ့သုံးသက်ချက်ဆိုရင်လည်းလက်ခုပ်တန်တွေချစ်ကျူးမှုတွေဒါတွေကိုလည်းအာလူတဘာဝရလိုချင်ပါတယ်တတ်မှတ်ပါတယ်အာလက်ခံချင်ပါတယ်ဒါပေမဲ့ဒါတွေနဲ့ပဲကျွန်တော်တို့ကရက်တန့်နေလို့မရပါဘူးအားလုံးရဲ့အရေးဖြစ်တဲ့အတွက်အားလုံးရဲ့အတွေးခေါ်တွေနဲ့လည်းတတ်ဆိုင်ပါတ အဲ့တော့အားလုံးရဲ့တွေးခေါ်တွေကပူပြီးတော့တွေးမလာဘူးပူပြီးတော့အချက်လက်တွေကိုသိချင်မလာဘူးဆိုရင်မဖြစ်ပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူလူထုကိုယ်တိုင်ကျွန်တော်တို့လူငယ်တွေကိုယ်တိုင်ကျွန်တော်တို့လူလက်လူရွယ်အကုန်လုံးကကိုယ်နိုင်ငံကိုချစ်စိတ်ရှိကြတဲ့သူတွေနိုင်ငံကောင်းစားစေချင်ကြတဲ့သူတွေစနစ်တစ်ခုကိုပြန်ပြီးတော့ပြုပြင်တည်ဆောက်ချင်ကြတဲ့သူတွေကတော့ပူပြီးတော့ပင်ပန်းခံပြီးတော့ဒီထက်ပူတွေးရပါမယ်အဲ့တော့ကျွန်တော်ဆိုရင်လေလက်ခုတ်တန်ဒီထက်ပူပြီးတော့ပြုပြင်စ ပြုပြင်စေခြင်းနဲ့ဝေဖန်မှုတွေဒီလိုမျိုးသုံးသက်ချက်တွေပေါ်မှာလဲကိုယ့်ရဲ့အမြင်တွေကိုသုံးသက်ဆွေးနွေးစေလိုပါတယ်အပြုသဘောဆောင်ဖို့တော့လိုပါတယ်အဲ့တော့ NUG ကိုထောက်ခံကြတဲ့ကျွန်တော်တို့ပြည်သူတွေအနေနဲ့လဲထောက်ခံသူတွေအနေနဲ့လဲ NUG ကိုအခုလိုမျိုး ဝေဖန်သုံးသက်ပြတာလေးကိုတည်တည်ချာချာစိတ်စိတ်ငုံငုံတွေးကြည့်ပါဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ထောက်ခံမှုကလဲမျက်စိဇုံမိတ်ပြီးတော့အရာအလုံးမှန်ပါသည်ခင်ဗျာ လုံနေယုံမျှနေတော့မရပါဘူးအဲ့တော့ကျွန်တော်ငငယ်ကသင်ခဲ့ရတယ်လို့မျိုးပဲမြင်းထင်းငတာလူမျိုးဘာမှမသိဘဲနဲ့လှုပ်ပြီးတော့ချီးကျူးနေတယ်ဆိုလို့ရှိရင်ဒါကလေမဟုတ်သေးပါဘူးအဲ့တော့မြင်းထင်းငတာလူ မဖြစ်ရအောင် ကျွန်တော်တို့ကိုယ်တိုင်ဒီပင်လျင် အချက်လက်တွေကိုလေ့လာစုံစမ်းရပါမယ်တွေးတော်သုံးသက်ဝေဖန်အကြံပြုရပါမယ်အဲ့တော့အနောက်မြောက်လွင်ပြင်ကဒီကနေ့မနက်မှာ တင်ထားတဲ့စာစုလေးနဲ့ပဲအဆုံးသတ်ပြစီနောက်အနောက်မြောက်လွင်ပြင်ကမ်ပိန်းကနေပြီးတော့ဒီကမ်ပိန်းမှာလည်းတော့ရောက်ကူညီနိုင်ပါတယ်တခါတည်းကြော်ညာဝင်တာပါတပုံများစွာဆိုတဲ့ခေါင်းစဉ်နဲ့အနောက်မြောက်လွင်ပြင်ကမ်ပိန်း page ကနေပြီးတော့ရေးသားထားတာလေးသိတဲ့ဘောကြလို့ဒါလေးနဲ့အဆုံးသတ်ချက်ပါလေတပုံများစွာတင်ရောက်ခုတ်တဲ့တပုံတွေရှိတယ်လို့စစ်ကြောင်းဖြုတ်တဲ့တပုံတွေရှိတယ်စကြေးကောက်တဲ့တပုံတွေရှိတယ်လို့အသက်ပေးမကြောက်တဲ့တပုံတွေရှိတယ် အခွန်စားကြတဲ့သဘုံတွေရှိတယ်လို့စွန်စားပြတဲ့သဘုံတွေရှိတယ်။နေရာမတ်တဲ့သဘုံတွေရှိတယ်လို့ငွေမရှာတတ်တဲ့သဘုံတွေရှိတယ်။လိုကယ်လဲစစ်တိုက်တဲ့သဘုံတွေရှိတယ်လို့ဆိုရှယ်ပဲစစ်တိုက်တဲ့သဘုံတွေရှိတယ်။ဒါလို့သဘုံများစွာကြာ ကျွန်တော်တို့တွေဟာခိုကတ်နေတဲ့သဘုံတွေမဟုတ်တဲ့လိုအပ်နေတဲ့သဘုံတွေပဲဖြစ်ပါတယ်ဆိုပြီးအနောက်မြောက်လွင်ပြင်ကတော့ပြည်သူလူထုစီကိုကွက်ကွက်ကွင်းကွင်း မြင်ရအောင်ကလောင်အစွမ်းနဲ့သတင်းစကားပါထားပါတယ်အဲ့တော့နောက်မြောက်လွင်ပြင်ကမ်ပိန်းကိုလည်းတွားရောက်ပြီးတော့ဂူကြီးထောက်ပံ့ကြဖို့ဂူကြီးထောက်ပို့ကြဖို့ဒီနေရာနေနှိုးဆော်ရင်းနဲ့ဒီကနေ့မနေ့ဆွေးနွေးတင်ဆက်သုံးသက်ချက်ကိုဒီနေရာမှာပဲအဆုံးသက်ခွင့်ပြုပါခင်ဗျာ